Manchester United ပြည်သက်တွေကြားမှာအခုရပိုင်းတော်တော်လေးပြောဆရာဖြစ်နေတဲ့အကြောင်းအရာတစ်ခုကတော့ Alejandro Garnacho ရဲ့အပြောင်းရွှေ့တဲ့ရင်တွေပါပဲဟုတ်ကဲ့သူရဲ့အနာဂတ်က Old Trafford မှာမရေမရထင်နေပြီလားဆိုရဲမိကိုနေထွက်နေရပေါ့ဟုတ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရထားတဲ့တရင်တွေအချက်လက်တွေပေါ်မူတည်ပြီးဒီကိစ္စကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဘာကြောင့်ဒီလိုတရင်တွေထွက်လာတာလဲဘယ်အသိန်းတွေကစိတ်ဝင်စားနေလဲ United တဘောထားကတော့ဘလို့ရှိမလဲဆိုတာမျိုးပေါ့အဓိကပြောနေကြတာကတော့ဂါနာချိုနဲ့နီးပြရူပန်အမိုရင်ကြားကဆက်ဆိုင်ရေးပဲအမ်နည်းနည်းလေးတင်းမမှုရှိနေတယ်လို့ဆိုကြတယ်ဟုတ်တယ်အထူးသဖြင့်ဟိုတလောက Europa League Final မှာလူစားဝင်ခွင့်တိတ်မိရလိုက်တဲ့ကိစ္စကနေစပြီးပိုတိတာလာလဲလို့ပြောသံကြတယ်อืมအဲ့ဒါကတစ်ချက်ပေါ့ဒါပေမဲ့အဲ့ဒါတစ်ခုတည်းတော့မဟုတ်လောက်ဘူးနီးပြရဲ့နီးစနစ်ပိုင်းတောင်းဆိုမှုတွေနဲ့ဂါနာချိုရဲ့ကစားပုံ အာသူရတဦးချင်းထိုးပေါက်ကစားကျင်တဲ့ပုံစံနဲ့နည်းနည်းအံ့ဩနေတာမျိုးတွေလဲရှိနိုင်တယ်လို့အတွင်းသတင်းတွေကပြောကြတယ်လေဆိုတော့အဲ့ဒီလိုအစစ်မပြေမှုတွေကြောင့်အတင်းကနဲ့ထွက်ဖို့အထိဖြစ်လာနိုင်တယ်ပေါ့သူ့ကိုဆွေဝင်စားတဲ့ကလပ်တွေရောအစောပိုင်းသတင်းတွေမှာတော့နာမည်ကြီးကလပ်တချို့ပါနေတာတွေဟုတ်ပါတယ်အစောပိုင်းကတော့ Serie A ကနာပိုလီစပိန်က Athletic ကို Madrid တို့ကဆွေဝင်စားတယ်လို့သတင်းထွက်ထည်တယ်อืมอืม နာပိုလီတရင်းကသူအီတလီမှာအားလိုက်ရတော်တုံကတပ်ပုံတွေကြောင့်ပိုလီဟူဟာဖြစ်သွားတဲ့တယ်နော်ဟုတ်တယ်ဒါပေမဲ့အခုနောက်ဆုံးအခိုင်အမာဆုံးကြားရတာကတော့အာဂျင်တီးနားတရင်းထောက်ဂါစတွန်အီဂျူစီကပါသူအဆိုရဆိုရင်ပရီးမီးယားလိပြင်ပတ်တွေကိုတိုင်းကစွန့်စားနေတယ်ဆိုတာပဲအိုးပရီးမီးယားလိပြင်ပတ်တွေဒါဆိုဘေးအသင်းတွေလဲဒါက United အတွက်ပို့ပြီးတော့ခေါင်းခက်စရာဖြစ်လာပြီ Enzo Brotto ကအတည်ကြပြောထားတာ Arsenal နဲ့ Chelsea တဲ့သူတို့ကဂါနာချိုရဲ့အခြေအနေကိုတရားဝင်မေးမြန်းထားတယ်လို့ဆိုပါတယ် အာလန်ဒန်ကလပ်နေတင်လုံးဘောသူတို့ကလည်းတောင်ပနီယာအားဖြေဖို့ရှာနေတာနဲ့တော့အကိုက်ပဲอืมဟုတ်တယ်ဒါနဲ့ကစားသမားကိုယ်တိုင်ကတော့ဘလို့သဘောထားရှိလဲဥရောပကလပ်တီကစိတ်ဝင်စားပြီးမဲ့သူကဘဲမှာကစားခြင်းတွေလို့ကြားသိရလဲအဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်အင်ဆိုရဲ့ report မှာပဲပါတာက ကနာချိုကပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံကစားဖို့အရှိန်အဟုန်လေးကိုသဘောကျတော့အင်္ဂလန်မှာပဲစက်နေဖို့ဦးစားပေးတယ်လို့ဆိုရယ်။အာဒါဆိုအာဆင်နယ်နဲ့ချဲလ်ဆီရဲ့ဒရက်တာပိုပြီးဆွဲဆောင်မှုရှိသွားတာပေါ့။ဟုတ်တာပေါ့။သူ့ဆန်သားကအဲ့လိုဖြစ်နေလဲဆိုတော့ကဟုတ်ပြီ။အရေးကြီးတဲ့အပိုင်းဈေးနှုန်းဘက်ကိုလှည့်အောင် United ကသူ့လိုလူငယ်ကျဲပွင့်လောင်တယောက်အတွက်ဘလောက်ညာတောင်းဆိုနေလဲ။လောလောဆယ်ကြားရတယ်တော့ United က Euro တန်းချုစလောက်အနည်းဆုံးလိုချင်တယ်လို့သိရတယ်။ပေါင်နဲ့ဆိုတန်း90ဝန်းကျင်ပေါ့။ ယူရိုတန်း60မနည်းဘူးနော်ဟုတ်ကဲ့ဒါမိမဲ့လေအီတလီတည်ထင်းဌာနတချို့ကတော့အဲ့ဒီပမာဏကိုတတ်နိုင်တဲ့ဈေးနှုန်းလိုတော့သုံးသကြသေးတယ်။အိုးဟုတ်လားသူ့ရေချင်းနဲ့အလားအလာကိုကြည့်ပြီးပြောတာဖြစ်မယ်။ဟုတ်မယ်အခုခေတ်တောင်မှကစားတော်မှာကောင်းကောင်းဒီဈေးကြီးနေတာကိုဒါဆိုအဓိကမိကွန်းက United ကတော့အမ်သူ့ကိုပြည်တွင်းပြန်ပတ်ထစ်တဲ့ Arsenal တို့ Chelsea တို့ကိုတကယ်ရောင်းမှာလားရောင်းဖို့ကဆန္ဒရှိပါမလားဒါတကယ်တစ်ချက်တည်းတယ် ဘဲတင်းမတော့ကိုကစားဓမ္မကောင်းကိုအထူးသဖြင့်ပြည်ရင်းပြန်မစီမယုံချင်ဘူးလေဒါပေမဲ့စဉ်းစားစရာချက်တည်းရှိနေတယ်ဟုတ်ကဲ့ပါတယ်လေတချက်ကခုနပြောတဲ့နီးဖြောင်းတဲ့ကစားဓမ္မကြီးကဆက်ဆံရေးအဲ့ဒါကပြန်အဆင်ပြေဖို့မလွယ်ဘူးဆိုရင် ထားထားလို့လည်းမကောင်းဘူးလေနောက်တစ်ချက်ကအတင်းကငွေလိုနေရอืมကစားဓမ္မတဲ့ဝယ်ဖို့ရံပုံငွေပေါ့ဟုတ်တယ်အဲ့ဒီတော့မယောင်းချင်ပေမဲ့လေအကောင်းဆုံးကမ်းလမ်းမှုရရင်အထူးသဖြင့်ငွေများဆုံးပေးနိုင်တဲ့အတင်းဆိုရင်စဉ်းစားရတော့မှာ ဆိုလိုတာကစိတ်ထဲမှာတော့အက်တလက်တီကိုတို့နာပိုလီတို့လိုပြပကိုရောင်းချင်ပေမဲ့အာဆင်နယ်တို့ချဲလ်စီတို့ကပေးတဲ့ငွေကပိုများနေရင်တော့အဲလက်ခံလိုက်ရမယ့်အခြေအနေဖြစ်သွားနိုင်တယ်ပေါ့အတီးကြပဲလန်ဒန်ကလန်နဲ့တင်းလုံးကလည်းတောင်မန်ကစားသမားအသေးအတန်လုံနေချင်းခါနာချိုးရဲ့အသက်မြန်နှုံသူ့ရဲ့ dribbling skill တွေ နောက်ပြီးဂူသွင်းနှုံတူတက်လာတာတွေကရေရှဲအတွက်ဆွဲဆောင်မှုရှိနေတာပေါ့ဟုတ်ပါတယ်သူ့မှာအတွေ့အကြုံရာလိုသေးတာတွေဆုံးဖြတ်ချက်ပိုင်းမှာနည်းနည်းလိုသေးတာတွေရှိတယ်လို့ဝေဖန်ကြမိမယ်အလားအလာကတော့အများကြီးပဲမှန်ပါပဲဒီဟာတီသူ့ရဲ့ဆွဲဆောင်ရေးကြည့်ရင်လဲပြိုင်ပွဲစုံ58ပွဲမှာ79သွင်းတီကိုဖန်နီမှု10ကြိမ်တော့ရှိခဲ့တာသူ့အသက်နဲ့ဆိုရင်မစိုးပါဘူးအသင်ယုံကန်နေရတဲ့ကြားရက်ကကိုဟုတ်ကဲ့ဆိုတော့ အနှစ်ချုပ်ရရင်တော့ဂါနာချူကတကယ်အရေးချင်းရှိတဲ့လူငယ်လေးဒါမဲ့ United နဲ့လမ်းခွဲဖို့အခြေအနေကတကယ်ဖြစ်လာနိုင်တယ်အထူးသဖြင့် Premier League ပြိုင်ပွဲကြီးတွေကပါလေးနဲ့စိတ်ဝင်စားလာပြီဆိုတော့อืมဒီအခြေအနေအားလုံးကိုခြုံကြည့်လိုက်ရင် နောက်ဆုံးစဉ်းစားစရာတခုရှိလာတယ်အတင်းရဲ့အနာဂတ်လို့ပြောရရတဲ့လူငယ်ကစားသမားအကောင်တယောက်ကိုလေနီးပြနဲ့အစင်မပြေလို့ငွေလိုလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြူရင်းပြိုင်ပွဲစီရောင်းဖို့ထိစဉ်းစားလာရတယ်ဆိုတော့က မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိအသင်းတည်ဆောင်မှုကစားသမားစီမားခံကွယ်မှုတွေနဲ့ပတ်သက်ပြီးပါရီကိုမိမောင်းထုတ်ပြနေလေဒါကတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အချက်တစ်ခုပါပဲ